ဟန်နီမူးခင်းစရာတော့ဘယ်သွားမယ်တော့မသိသေးဘူး။ကိုကိုသွားခြင်းနဲ့နေပြောထားတယ်သူ။ခွန်မဲလို့ထင်တာပဲမေးကြည့်ရုံနဲ့ပြီးပါလား။လိုက်ချင်တာလား။လိုက်ချင်တာ။မကုန်းဆိုတော့နေခဲ့မှာပေါ့။ပြန်သမ်းပါစေအချင်းငယ်ကလေးလွတ်လပ်နော်။ခွန်ရရန်တော်တအားတော်တယ်တအားဆောင်ထိန်းနိုင်တယ်။ပြီးတော့တအားကိုမှအလိုလိုက်တယ်။အဲတော်ကြောက်ကြောင်းလေးပေါ့နော်ဒါပေမဲ့ဒီတော်သဘောကျစရာကောင်းနေတော့ကြောက်ကြောင်းပြောက်ပါအဲတွေ့ရရခိုင်လုံးဖြစ်အောင်ကြော်ဦးမယ်တော်တော်ချစ်တာကိုချစ်တဲ့သူကိုအဲဒါ တဲ့တစိမ်းပေါ့နော်ဒါအမနာတော့ဒါအမနာဒါအမတ်တမီးလေးသူသူ့ကိုဒါတစ်ပြက်လွတ်ထဲကိုကဖြည်းဖြည်းစက်ထည့်ပေးရတဲ့အချိန်မှာဒီဒီရောက်ကရေးတကြီးနေကိုချစ်တဲ့သူချစ်ပေးကြရတယ်ဆိုရင်ပျော်ကြရပဲလीနော်ကိုချစ်တဲ့သူချစ်ပေးကြရတယ်ဆိုလို့ရှိရင်ပျော်ကြရပဲဒါကြောင့်မလို့အမနာပျော်ပါတယ်အတိုင်းပြီးပျော်တယ်ဟုတ်အင်းရှင်းကုန်နေပျော်တယ်အာတပွဲအလုံးရဲ့နောက်ဆုံးပွဲလေးဆိုတော့ အဲဒီနေ့ဟာဒီနေ့ပြောလို့ရှိရင်တော့အရန်စိတ်ခင်မပေါက်ပါသွားပြီပေါ့စအစအဦးဆုံးဒီပွဲတွေလုတ်တော့မယ်ပေါ့နော်ဒါပွဲတွေလုတ်တော့မယ်ဘယ်ရက်တွေလုတ်ရမလဲပေါ့နော်သူကကိုတိုင်မြင်တဲ့ခါကျတော့ကိုကတော့သူအကြံပေးဖြစ်တာပေါ့နော်သူဒီရက်ဒီရက်ဒီရက်ပြီးလဲရက်ကောင်းလေးတွေရက်အဆင်ပြေတယ်ဒါလေးတွေဒီလုတ်ကြည့်ဒါလူကြည့်နေတဲ့တိုင်မြင်ကြည့်ပေါ့နော်တိုင်မြင်ပြီးတော့မှ သမီးတို့အဆင်ပြေပြီဆိုလောက်ဒီရက်ဒီဆိုအာမေသူကဒီရက်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 တွေကိုသူလုတ်ဟိုဖြစ်တယ်ဗောနော်ဖြစ်တဲ့ခါကျတော့အမနာပဲဟိုတယ်ကြီးချိတ်ပေါ့နော်ဟိုတယ်ကြီးချိတ်ဘယ်နေရာဘယ်နေရာမှာသူလုတ်ချင်တာဒီညဒီညဒီလုတ်ချင်တယ်ဗောသူလုတ်ချင်တဲ့နေရာလေးတို့မှာလိုက်ချိတ်ပေါ့လိုက်ချိတ်ပြီးတော့အဲဘီအဲ့လိုမျိုးလုတ်ပေးရပါဗောနော်ဟုတ်ဒီအတွက်ကိုဘလော့ဖေးစစ်အေးသွားပြီအရင်အေးသွားပြီဗောအခုတခုတော်တော်လေးဒီနေ့ဆိုလို့ရှိရင်အရင်နေ့အရင်ပွဲနေတာမတူဘူး မနေ့ကနေ့တော့မတူဘူးပေါ့နော်မနေ့ကဆိုလို့ရှိရင်မနေ့ကပွဲကြီးပြီးသားပြီမဲ့ဒီနေ့ပွဲလေးကြံသေးရဲ့ဆိုပြီးစစ်ကားလိုမျိုးဟိုဘယ်လိုပြောမလဲနည်းနည်းစိုးရင်စီလေးရှိနေတာပေါ့နော်စိတ်ပူရရှင်ဟိုဒီနေ့ဆိုလွတ်လွတ်ပပပပါပဲအေးဆေးဖြစ်သွားပြီနောက်ဆက်လို့ရှိရင်ဝါအေးလို့ရပြီဟန်နီမူခီးဆရာကဘယ်သွားမယ်တော့မသိသေးဘူးတော့ကိုကိုသွားချင်တဲ့နေရာပြောထားတယ်ဆိုခွန်မဲလို့ထင်တာမေးကြည့်လို့မပြီးပါလိုက်ချင်တာလားလိုက်ချင်တာဘုခုံးဆိုရယ်နေခဲ့မှာပေါ့ပြန်တမ်းပါစေအချင်းကလေးလွတ်လပ်နော် အများအစွဲ့တဲ့တည်တယ်စွဲ့တဲ့စားစုပြည်နေရဒါကိုငယ်နဲ့စပြီးတော့ဒါရီစာဦးပေါ့နော်ရီစာဦးဆိုတာစပြီးစိတ်ကအတိတ်မကြဘူးအမကပြောတယ်ဒီလိုမျိုးပေါ့နော်ဒါသူမှသူချစ်တဲ့သူရှိနေပြီဆိုတော့အဲ့ဒီမှာကွာနင်းနေလို့စိတ်ပူတာပေါ့နင်းဘာတူလဲမသိသေးဘူးသူမပြောသေးဘူးဆိုတော့သူလဲဆိုတော့စိတ်ပူတာနောက်တော့မှသိသွားတော့မှဩကျမအရင်စိတ်ယူတာနော်ခုမြအရင်တော်တာအားတော်တယ်တအားဆောင်ထိန်းနိုင် ယ်ပြီးတော့တအားကိုမှအလိုလိုက်တယ်အဲကြောက်ကြားကောင်းလေးပေါ့နော်ဒါပေမဲ့ဒီတော်တော်သဘောကျစရာကောင်းနေကြောက်ကြားကောင်းပြောက်ပါအဲတွေ့ရရခိုင်လုံးတစ်တောင်ကြော်ဦးမယ်တော်တော်ချစ်တာအဲ့လိုမျိုးဟိုအဲ့ဒီအကြီးကြီးပေါ့ကွယ်သိတယ်မလားကြကြရင်ဟို လူစား emotion ရှိတယ်ဒီတော့ရကူးရေးဒီမှာပါဆိုလို့ရှိရင်ကျွန်တော်တို့ဆိုလို့ရှိရင်ဒါပုံမြင်နဲ့ဆိုရင်ရကူးရေးလည်းရှိခါရကူးရေးပါဆိုရှင် emotion ပြတာမဖြစ်နေပဲမဖြစ်လို့လည်းမဆမပြေလို့လည်းဆိုပြီးတော့ like ပေးရတာကိုချစ်တဲ့သူကိုဒါတစ်သက်တစိမ့်ပေါ့နော်ဒါအမနာတော့ဒါအမနာဒါအမနာသမီးလေးသူသူ့ကိုဒါတစ်ချက်လက်ထဲကိုကိုက ဖေးချလက်ဆက်ထည့်ပေးရတဲ့အချိန်မှာဒီဒီရောက်ကရေးတကြီးနဲ့ကိုချစ်တဲ့သူချစ်ပေးကြရဆိုရင်ပျော်ကြတာပဲလीနော်ကိုချစ်တဲ့သူချစ်ပေးကြရတယ်ဆိုလို့ရှိရင်ပျော်ကြတာပဲဒါကြောင့်မလို့မလားပျော်ပါလေအတိုင်းမသိပျော်တယ်ဟုတ်အရန်လာရယ်အနီပေါ့ဝတ်စုံလေးရယ်အဲ့ပဲဝီကက်ကလေးရယ်တအားလာပြီးတအားပူဆံပြီးတအားရှင်းသန့်ပြီကွယ်တအားလာနေအဲဒါဒီလိုပါပဲမလားပြောသူလိုပဲပေါ့နော်အိမ်တိုင်းမှာ အဲ၃ယောက်ရှိနေရနေ၄ယောက်ဖြစ်သွားလို့ဘာမှမဖြစ်မသွားပါနဲ့၃ယောက်ရှိနေရနေ၂ယောက်ပဲကြံနေရဆိုလို့ရှိရင်ဒီအရင်ပြစ်ဖို့ကောင်းပါတယ်အရင်ချက်ကတ်သွားပါတယ်ဒါကတော့ဒါဘယ်လိုပဲဖြစ်ပေါ့နော်ဒါပဲဘယ်တန်ရောစင်ပါဖြစ်ဒါကအခုကကျတော့မိကားနဲ့သာသမီတန်ရောဆိုတော့ဒါအနီမာတို့ကြာတော့လေနော်နည်းနည်းလေးတော့ဟိုအိမ်အိမ်မှာလက်ဟာသွားတဲ့ခါကျတော့ဆိုတော့နော်ခစားမအောင်နော်စင်ကောင်းဖြစ်ပါပေါ့နော်မိဘကိုနော်မိဘဆိုတာကတော့သာသမီဘယ်ရွယ်ရောက်ရောက်ကလေးပဲဒီနော်ကလေးပဲဆိုတော့ဒါ စိတ်မချဖြစ်ရပါဘောเนาะကိုယ့်အိမ်မှာမွေးထားတဲ့အဲဒါအိမ်ဆန်လေးတောင်မှတစ်ခုဖြစ်သွားရင်စိတ်မကောင်းကြရဲပျောက်သွားရမျိုးဆိုလို့ရှိရင်ဒါလိုက်ရှာကြရဲเนาะဒါကြောင့်လူသားလည်းဖြစ်တယ်မိဘနဲ့သားသမီးတန်ရောဆင်လည်းဖြစ်တဲ့ခါကျတော့အဲနည်းနည်းတော့စိတ်မကောင်းဖြစ်မှာပေါ့เนาะဒါဟိုစိတ်မကောင်းဖြစ်တဲ့ဆိုတာဟိုပေးလိုက်ရလို့ဟိုစိတ်မကောင်းဖြစ်တာမျိုးမဟုတ်ဘူးမရှိအဲအိမ်မှာလက်ဟာသွားတဲ့ခါကျတော့အင်းရဲ့ဆဲလေးကိုဒါဆိုပြီးလေအိမ်မှာဆဲလေးဆိုတော့ तू အဲ तू မရှိတဲ့ခါကျတော့အဲ့လိုနည်းနည်းတော့ပြင်းချောက်ချောက်တော့နိုင်မှာမဟုတ်ဘူးเนาะဒီထိုင်သူတိတ်အနေထိုင်တော်တယ်အနေထိုင်သူတိတ်တယ်အမှားတို့တော့မှာ အဲငါမှကိုငယ်မမမသိရချက်ချင်းမသိရအောင်နောက်ကမှတဖြည်းဖြည်းချင်းတဖြည်းဖြည်းချင်းကြာတော့မှငါကိုယ်တိုင်လည်းဖွင့်ပြောလို့ပေါ့နော်အဲ့လိုမသိရတာပါတကယ်လို့ထိုင်သူသိပါတယ်သူရည်စားရှိတယ်သူစပြီးတော့ချစ်သူစထားပြီးဆိုတော့ကိုယ်ကိုပြောပြလို့ကိုယ်ကသိရတယ်ဒါပေမဲ့ဘယ်သူမှန်းတော့မသိရအောင်ပေါ့နော်နောက်ပိုင်းမှတဖြည်းဖြည်းသူပြောပြရင်ပြောပြရင်လည်းမသိရတာပေါ့ဟုတ်အရင်အေးချမ်းတာပေါ့မသိခင်တော့ဘယ်လိုလဲဆိုတော့အဲဘယ်သူဘယ်လိုလူမျိုးလဲအဆင်ပြေရဲ့လားဒါဒီလိုကဘယ်လိုလဲပြင်မလားဟုတ်သူပြကြတော့ အိမ်နဲ့ဒီအလုပ်ပဲရှိတဲ့ခါကြတော့လေအပြင်းပဆဆန်ကြီးကနဲပါတယ်နဲတဲ့ခါကျတော့လေငါတို့ကတချို့ဟာလေဆိုရှင်တမီးအဲ့လိုမဟုတ်ဘူးဒီလိုရှိတယ်ဒီလိုမျိုးပေါ့နော်ကပြောပြရတာပေါ့နော်တခြားဇင်ချလို့ရှင်ဒါရည်စရာကြီးနော်ဒါဒါလေးတော့မသိဘူးလားဆိုတာမျိုးဖြစ်မှာပေါ့နော်သူကတကယ်ကိုမသိတာအဲ့လိုမျိုးဆိုရှင်တမီးမဟုတ်ဘူးဒါတည်းလို့ရှိရင်ဒီလိုလူမျိုးကဒါစစ်ဆူဆထားပြီဆိုတဲ့အချိန်မှာအရင်စိတ်ပူပါတယ်အရင်စိတ်ပူပါတဲ့ခါကျတော့ဟဲ့ဘယ်လိုလုပ်ကောင်းမလဲအဲတကယ်မလားနော်လူကြီးတွေကိုပြောလိုက်ရမလားဆိုဟဲ့မဖြစ်သေးပါဘူးအဲ ဖြစ်သေးပါဘူးကိုကိုစိတ်ထဲမှာကိုထားရမယ်ဘောနော်ဒါကိုကိုလှစ်ဝတ်ထားရမယ်ကိုသမီးလည်းမသိစေချင်ဘူးဆိုတော့ဒါကိုပြောပြကိုကကိုလည်းစောင့်ထင်းရတာဘောနော်ပြီးသွားတော့တိသွားတဲ့အချိန်မှာကျွန်တော်ဟင်းကနေချနိုင်တာဟောတိသွားတဲ့အချိန်ပြီးတော့ဟင်းကနေချနိုင်တာတဲ့အခုပို့ပြီးတော့ဟင်းချပါရေးစေးဖြစ်သွားပြီဟုတ်နည်းနည်းလေးတော့အံ့ဩတယ်ဘာဖြစ်လို့လဲဆိုတော့ခိုင်းနေစုံတယ်ပွဲနေစုံတယ်လုံးဝစွတ်တူကြီးဒါမှမသိရဘူးဘာတိလားအဲ့လိုမျိုးသူဖုန်းမဆက်သေးနဲ့ဆက်သွယ်ကြတာ နောက်မှကိုတံကိုပြန်တည်ရနောက်မှပြန်တည်ရဖုန်းမစိတ်လေးနဲ့ဆက်ပြကြအဲ့လိုမျိုးကိုငင်းနေအစူကြီးလေးဒီနေ့မင်္ဂလာနေ့ရက်ကနေစပြီးတော့စိတ်ချမ်းသာနေကိုကြီးမှာပြည့်စုံပါစေကျမ်းမာချမ်းသာစီးပွားလက်လာပါတယ်တိုးတက်ပါစေအောင်မြင်ပါစေပျော်ရွှင်ပါစေဘဝရဲ့ခီးလန့်တက်လျှောက်အဆက်ဆက်ရအစဉ်ကြီးချုံးမွေ့ပါစေရဲ့များစီတောင်းပေးပါတယ်